ချက်နဲ့လည်းဘယ်လိုလဲအဲ့လိုမျိုးအရင်ကြီးတကယ်ချင်းဖြစ်ပြီးတော့လည်းပေါင်းလာတာမရှိဘူးဆိုတော့လေခန္ဓာပေါင်းကိုပို့တော်တဲ့အပိုင်းမျိုးရှိတချင်းဆိုတာဒီ performance လောက်တာပဲဖြစ်ဖြစ်အဲ့ဒါရင်ဆိုလို့ရှိရင်ကိုပြန်မျိုးဟိုသင်ယူရတာပေါ့နော်သင်စရာလေးမှပါအနုပညာမြန်လို့လုံနေတဲ့သူတိုင်းကို respect ပါပဲ။ပါပြီးတော့အကုန်လုံးကိုကျွန်တော်ပြန်ချစ်တယ်။ပြန်ပြီးတော့သူတို့ဘော်လဲကျွန်တော်မြစ်တာရှိရဲ။အနုပညာမြန်လို့တဲ့သူအချင်းချင်းကိုကျွန်တော် respect ထားပါတယ်။ ဟိုလိုဘူးပြည့်သက်ဆိုတော့အားလုံးသိပြီးနေပြီပေါ့လေကျွန်တော်ကတော့ထေရူးတော့မိတ်ဆက်ကြတော့မလို့ပါဘူးဘလုံးနဲ့ပတ်သက်လို့ခုနောက်ပိုင်းသာတိတ်မကြည့်ဖြစ်သွားခုနောက်ပိုင်းသာတမျိုးပြောင်းသွားတယ်ဟုတ်ကြည့်ရအောင်ချောတဲ့လူတွေချောတဲ့ဘလုံးတွေတမျိုးပြောင်းကြည့်ကဘာမလားဆိုကိုကြည့်လို့ကောင်းဘူးဘူးတော့မဟုတ်ပါဘူးကန်တာကောင်းရင်ကောင်းမှလည်းအဆင်ပြေပါမယ်ကြာကြာကြည့်ရမှာကဘာသားရဲ့ဆိုလို့ရှိရင်တော့ကောင်းတဲ့တွေကစပိန်တို့ဂျာမနီတို့ကကိုယ်ကတိုက်တာဆိုလို့တိုက်တယ် အင်္ဂလန်တော့မကြဘူး။ပေါ်တူရီကလည်းဘောလုံးအကြောင်းဆိုတော့အရင် serious ဖြစ်မဲ့ဟိုလူမျိုးမဟုတ်ဘူးလေ။ဘာလို့ဆိုတော့မင်းလေးတော်များများဒီတိုင်းမှာပဲ။ဘောလုံးကတော့တမန်ကရှန်ကပါပဲ။ဒီကကျွန်တော်ယောက်ျားလေးတွေကပို့ပြီးတော့အဲတဲတန်ဖြစ်ကြတာ။ကျွန်တော်တို့ဒါ season 2ဆက်ရိုက်ဖြစ်တာပေါ့လေ။ season 1နဲ့ season 2ကြားတော့မှာတော့အဲကျွန်တော်7လလောက်တော့ဟသွားတယ်ထင်တယ်လွှင့်တဲ့အချိန်နဲ့ပေါ့နော်ရိုက်ကူးတဲ့အချိန်နဲ့ဆိုရင်တော့အဲ3လနှစ်လောက်တော့ဟသွားတာပေါ့နော် ဒါစီဇန်2လေးပြန်ရိုက်ဖြစ်ပါတယ်ပြန်ရိုက်ဖြစ်တော့လဲဒါကျွန်တော်တို့အကောလုံးတိုက်တိုက်ဝမ်းဝမ်းနဲ့အဲလူဟောင်းတွေရောလူအစ်စ်တွေရောကျွန်တော်တို့ဒါပေါင်းစုံပြီးတော့ရိုက်ဖြစ်ကြတယ်ပေါ့လေဒါပေါ့စီလို့ဆိုရင်ဒါဒီစီဇန်2မှာသူတို့ပါလာတာပေါ့လူရင်းတွေဆိုကိုကအကြီးတန်းနေနေဆိုပြောလို့ဒီလိုနဲ့ပြန်လဲစုံနေတယ်ဒါကြတော့ကျွန်တော်တို့နဲ့ကြာတော့အလုပ်လုပ်လို့လည်းအကောင်လုံးလည်းစီမံနေနေတယ်အဲဒါကြောင့်သမားဟာလေးလည်းကြည့်ကြတယ် အဲအဲ့ season 1ဆယ်ပိုင်းနဲ့ပြီးွားကြတဲ့ဟိုကအဲနောက်ထပ်အပိုင်းမျိုး request လုပ်ကြတယ်ပေါ့လေအဲကျွန်တော်တို့ပြင်ဆင်ရဲ့အချိန်လေးတွေလည်းယူရတာဆိုတော့လေနည်းနည်းလေးကြံ့ကြာသွားတာပေါ့လေလုတ်ဖြစ်တာတော့ပရိသတ်ရဲ့တောင်းဆိုမှုနဲ့ဆက်လုတ်ဖြစ်တာပေါ့ကြံဟာလေးတွေလည်းကြိုက်တော့တရေဟာလည်းကြိုက်တယ်နောက်တော့အဲ့လိုတရေတရေဟိုအပိုင်းလေးတွေလည်းသဘောကျတယ်တော်တော်များသဘောကျပါလားကြည့်ဖြစ်တယ်မျက်လုံးနဲ့ပဲပေါ့အဲ့တော့ positive character ကတော့ဒီထဲကဒီ ရွာရဲ့တထေးကြီးရဲ့တူရီဇော်သမီးပေါ့လေအဲသူအဖေရဲ့အဖေရဲ့ဘောလုံးအသင်းနဲ့ကျွန်တော်အကြိုက်တဲ့ဘောလုံးအသင်းကမတူတော့ပြဿနာတစ်ခုရှိတယ်ပြီးတော့မိဘကြီးလက်ထက်ကလေးကအဖေအဖေချင်းမတည့်ထားတဲ့ပြဿနာရှိရပေါ့လေအဲ့တော့ကျွန်တော်တို့ကတော့အဲရိုမီယိုနဲ့ဂျူလီယက်လိုဖြစ်နေတာပေါ့မိဘကြီးကသဘောမတူဘူးဒီကြားထဲမှာကျွန်တော်တို့ကအဲ့လိုနီးစံအောင်စူးစမ်းနေကြတဲ့ဟိုပါပေါ့မဲရွာသူရွာသားတွေပေါ့ခုနောက်ပိုင်းကတိတ်မကြည့်ဖြစ်သွားခုနောက်ပိုင်းကတမျိုးပြောင်းသွားတယ် ်ကြည့်တာပေါ့ချောတဲ့သူတွေပဲကြောင်ချောတဲ့ဘောလုံးတွေကြောင်ကြည့်ကမ္ဘာမလားဆိုသူကြည့်လို့ကောင်းတယ်ဆိုတော့မဟုတ်ပါဘူးကန္နာကောင်းရင်ကောင်းမှလည်းအဆင်ပြေမှာကြာကြာကြည့်ရမှာကြည့်ရခုနောက်ပိုင်းကမ္ဘာမလားရဲ့ဆိုလို့ရှိရင်တော့ကောင်းတဲ့တွေကစပိန်တို့ဂျာမနီတို့ကကိုယ်ကတိုက်တာဆိုလို့တိုက်တယ် အင်္ဂလန်တော့မကြဘူး။ဟိုကလိုဘူးပြည်သက်ဆိုတော့အားလုံးသိပြီနေပြီပေါ့လေ။ကျွန်တော်ကတော့ထရီဒူးတော့မိတ်ဆက်ကြတော့မလိုပါဘူး။ဘောလုံးနဲ့ပတ်သက်လို့ဒီအထဲမှာလည်းပါပါတယ်။ဒီဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဇက်သွားအလာလေးတွေတော့ပါပါတယ်ခင်ဗျ။စီဇန်1တော့လည်းအဲ့အလေးတွေကြောင့်လည်းဘောလုံးပြည်သက်တွေပါကျွန်တော်တို့စီရီကိုစောင့်ကြည့်တဲ့သဘောလေးရှိနေရအောင်။စီဇန်2မှာလည်းအဲ့ဒီအားလေးပါပါတယ်။ဒီကတော့ကျွန်တော်ရိုက်ကူးရေးနဲ့ဇလန်းပုံစံလေးကိုတော့ကျွန်တော်နည်းနည်းလေးအဲစမ်းသစ်ထားတယ်။ location ရောပေါ့နော်။ကျွန်တော်ပင်တရားဘက်မှာတွားရကြမယ်။ ပြီးတော့ကျွန်တော်တို့ဒါ setting တွေရောဒီ production design တွေရောအစစစ်စစ်လေးပြင်ဆင်ပြီးမှရိုက်ဖြစ်တယ်ကျွန်တော်တို့ဒါရိုက်ဖို့တဲ့နေရာကြာပြီနောက်ဆုံးနောက်ဆုံးနောက်ဆုံးနဲ့တော်တော်အနောက်ကိုဆုတ်လာကျွန်တော်အလုံး ready ဖြစ်မှရိုက်ကြမယ်လို့ဆုံးပြတ်ထားလို့လေအောက်စီနေကကျွန်တော်မုံဆွဲနောက် မုံဆွဲနောက်ဆုံးမယ်မုံဆွဲပြီးတော့မဆုံးဘူးပေါ့အမုံဆွဲမှာတော့သူနဲ့ကျွန်တော်အဆုံမ်းမရှိဘူးမရှိဘူးမရှိဘူးကိုကတော့ဟိုပါလေဒီအလုပ်ကိုလည်းအာရုံစိုက်တဲ့သူတေချာလည်းလုပ်တဲ့သူပြောလဲပြောတာအဲ့လိုအတီးပေါင်းနဲ့နည်းနည်းနောက်တဲ့ပုံစံဆိုတော့ ျော်ရမှာမသိချင်တာပဲသူနဲ့ character အဝင်ကစားဖြစ်တယ်လေကျွန်တော်တို့ဒီရွှေမုံရဲ့ကျွန်တော်တို့ရေးထားတဲ့ develop လုပ်ထားတဲ့ character နဲ့လည်းသူသူ့ရဲ့အပြင်ပုံစံတွေလုပ်ကူကအဝင်ကွန်ကြလေးဖြစ်နေတာပေါ့လေအဲတော့ကျွန်တော်တို့ကဒီရွှေမုံ character နဲ့အလုံးကွက်တီပြင်နေတော့လဲအလုံးပေါ့စီပဲယူလိုက်ကြပါဟုတ်တယ်ဒီမှာကတော်တော်များတယ်ဗျာကျွန်တော်ကအဲ့ဒီ guest တွေအောင်ကျွန်တော်တချို့ဟာတွေကကျတော့အရန်ကြီးဟိုဖြစ်လို့သားနည်းနည်းလေးတချို့ဟာတွေ short ထားတာလေးရှိတယ်ကျွန်တော်စိတ်တိုင်းကြ guest ဆိုရင်ဒီတဲ့နောက်ထပ်တစားခွဲလောက်ထပ်ပါတော့မှလူတွေက season 1မှာတည်းကသူကတကြီးကိုအဲ့တော့ဒီမှာလဲသူ့ကိုပါစေချင်တာပေါ့အဲဒါကျမကြီးလေးကဘယ်တော့မှမကောင်းဖြစ်နေအခုပြန်ကောင်းတော့ဝမ်းသာတာပေါ့ပြန်ပြီးတော့ဒါသူအတွဲလိုက်လေးသူပြန်ပါလာပေါ့သူကဒီအတွက်လဲသူစိတ်ပြေလက်ပြောက်ဖြစ်မှာပါသူဒီကျွန်တော်တို့ ਨੇ အဲ့ဒါလဲကျမကြီးအတွက်အထောက်အကူပြန်ဖြစ်သွားမှာဖြစ်နေတယ် အဲအဲ့လိုပေါ့အဲ့လိုပေါ့ဒီကားရိုက်ဖို့သူပြန်ကောင်းလာတယ်ပေါ့ကြာပြီပြ၄နှစ်လောက်၅နှစ်၄နှစ်ကြော်ကြော်လောက်ရှိပြီပေါ့နော်ရိုက်ထားတာဆိုတော့အမတ်တရရဲ့လို့တော့ထရီထူးတော့မရှိပါဘူးအဲတော့ကလည်းကျွန်တော်တို့ကရိုက်ကူးရဲ့အဲ့လောက်မများသေးတဲ့အချိန်ပေါ့အဲ့တခုတော့ရှိတာပေါ့လေအဲတော့ရှိဆိုတော့လည်းဟိုပါတဲ့ကက်စတင်တွေအားလုံးကအဲကိုယ်စိတ်မပါတဲ့နေ့တွေအဲကိုယ်အပီဆိုမဟုတ်တဲ့နေ့တွေလည်းရှင်တွေမှာလာထိုင်နေကြတာအဲတော့ရှင်တွေကြီးကအဲ့လိုမျိုးပြောဝဲစားထွက်တဲ့နေရာကြီးလိုပဲပြောစရာကြီးကိုယ်ကိုယ်စိတ်မပါလဲသူအဲ့လိုစကားကြီးလာထိုင်ပြောကြအဲ့လိုမျိုးကြရှိတာပေါ့လေ ကိုကြောက်လည်းကို time table နဲ့ကို schedule နဲ့ကိုပြည့်သွားကြပြီဆိုတော့ကိုမပါတဲ့အချိန်တွေဒီပြင်အလုပ်တွေသွားလုပ်တဲ့အားလေးရှိပါဘူးအဲ့အဲ့ဒီအရသာလေးတော့ပျောက်သွားမှထင်တယ်ဒါမှလည်းမပျောက်တော့မပျောက်တော့ပါဘူးပြင်းရသွားတော့အေးနေတော့မှဆိုတော့ပြန်လို့မရဘူးလေပြန်ပြီးဆုပေးသလိုမင်းအားတဲ့အလုပ်ရှင်တော့ဒီတိုင်းပါရမတ်ဆိုကြီးရတွေလည်းတကယ်ဟိုအသက်ရှည်ရမယ်ကစိတ်ချမ်းသာရတဲ့ဟာပဲနော် positive positive ဖြစ်တဲ့ part တွေရမယ်ကောင်းပါတယ်အဲ့လိုမျိုးမျိုးစီပါ ထစ်တဲ့တွေကိုကျန်းကျန်းမာမာနဲ့တွေ့တွေ့ရတော့ဝမ်းသာပါအမြဲเออปอติวอ่ะแหละบอลลูนเจ้าตัวยังซีเรียสไปแม้โหดูမျိုးหมดเลยเพราะฉะนั้นเมนลีตลอดเหมือนๆไอ้ไดมาเว้ยบอลลูนก็တော့ တမန်ကရှန်ကပါပဲဒီကကျွန်တော်ယောက်ျားလေးညာပို့ပြီးတော့အဲတဲတံဖြစ်ကြတာဟုတ်အဲ့တော့ပြီးကတော့ဒီမှာသူနဲ့ဖြစ်တာတဲ့အဲသူ့အဖေနဲ့ဥမေမောင်နဲ့ဖြစ်ရမှာပေါ့လေသူ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 နဲ့ကိုကျန်ရံဘက်အဓိကဖြစ်မှာပေါ့အဲ့တော့ဟိုဇက်ပုံစံတော့မတူဘူးပေါ့လေဟိုကတော့တကယ်ဘဝ live drama ပေါ့ဒါကတော့ဒါကျွန်တော်တို့ကအဲ comedy romance ပေါ့လေအဲ့တော့ဇက်ပုံစံချင်းတော့မတူဘူး တော့ဟိုမြင်ရတဲ့ presentation တော့ကွဲမှာပေါ့လေဟိုမှာကျတော့ကျွန်တော်တို့အမြဲတမ်းအပူတွေအပူတွေနဲ့တွားတာဟိုဘက်ဝန်ဆွဲကဒီဘက်မှာကျတော့လည်းအပျော်တွေအေးတွေနဲ့တွားမှာပေါ့ဒီလိုရှိမှာပေါ့ဒီလိုပါပဲအမှုပညာဟိုအမှုပညာရဲ့မှာမဟုတ်ပါဘူးကနာဒိုင်းကကိုမျက်နှာတံပိုးထားတဲ့အရာကို view တစ်စိုက်နဲ့အလေးထားမိသွားကြတာကြီးပါပဲကျွန်တော်တို့လည်းအဲ့လိုပဲပေါ့လေဒါကိုမျက်နှာလို့ကိုတံပိုးထားလို့လုံနေတဲ့အလုပ်တစ်ခုပေါ်မှာ automatic ကအလေးထားမိတယ် view စိုက်မိတယ်အဲပို့ပေါ့ ဟိုစနစ်တကျလေးအဲစိတ်ထဲမှာရှိဖြစ်တယ်ပေါ့ဒါကတော့ကန္နာတိုင်းပါပဲအဲ့လိုပါပဲကျွန်တော်တို့မြန်နိုးတဲ့အမှုပညာအဲဝါဒနာပါတဲ့အမှုပညာဆိုတော့လေအဲ့ပေါ်မှာကျွန်တော်တို့ယူရရှိရတာပေါ့လေအဲကျွန်တော်တို့ကမုံဆွဲတကားစုံပြုတ်တယ်ဒါမဲ့လေအဲအမှုပညာပူပေါင်းဖန်တီးခဲ့ကြတာအဲကာတကားရှိခဲ့တယ်ပေါ့လေဒါမဲ့ဒီပြည့်သူ့ရဲ့အမှုပညာလှူရှားမှုတွေအဲဒါ social နဲ့ထိတွေ့မှုတွေကတော့ဒါဘာပဲပြောပြောအမှုပညာသမားတယောက်အနေနဲ့ ရှင်းစင်ရှိလိုက်တဲ့ဟိုဘယ်လိုကောင်းလဲအချက်လက်တွေအားလုံးသူ့မှာရှိနေတယ်အဲ့တော့ဒါပါပြောပြောမုံဆွဲမှာဆိုလဲကိုနဲ့မဆုံဘူးဆိုပေမဲ့သူ့ရဲ့ဇက်ပေါ်မှာပါဝင် ပတ်သက်မှုတွေကအင်အားကောင်းကောင်းကြီးနဲ့ဟိုဒီဇက်ကိုအရင် support လုပ်သွားတာမျိုးဆိုတော့ကိုလည်းအော်ဘနန်ဖြစ်ရတယ်ဗောလေအဲ့တော့ဒီအမှုပညာရေးဆွေးနွေးပတ်သက်လို့ကတော့ဒါအားလုံးကိုကျွန်တော်တို့ကအမှုပညာမြန်လို့လုပ်နေတဲ့သူတိုင်းကို respect ပါပဲပါပြီးတော့အကုန်လုံးကိုကျွန်တော် ပြန်ချစ်တယ်ပြန်ပြီးတော့သူတို့ပေါ်လဲကျွန်တော်မေတ္တာရှိရဲအမှုပညာမျက်နှိုးတဲ့သူအချင်းချင်းကိုကျွန်တော် respect ထားပါတယ်ကျန်တဲ့အရလို့တဲ့အလိုမျိုးအရင်ကတကယ်ချင်းဖြစ်ပြီးရောလို့ပေါင်းလာတာတော့မရှိဘူးဆိုတော့လေအဲအရင်ကတော့ personal အဲလိုမျိုး personal အဲလိုမျိုးပဲဒါပေမဲ့ညာတော့ဖြစ်တာဟိုဒီတိုက်ခဲ့တဲ့ပုံမှာအဲဆိုးရဲ့အလုပ်တွေပုံမှာစိတ်ဝင်စားမှုအဲလိုမျိုးအရင်ဆိုင်မှုဆိုတော့ဟိုကဟိုလေးစားတဲ့အထက်မှာပါတယ်နော်အလုပ်ပုံမှာအမကတော့အလုပ်ပုံမှာလေးစားရင် ီလူတယောက်ကစဲမှုမှာရှိရဲ့ဒီလုတ်ထွက်တကယ်ကိုကောင်းတယ်အလုတ်ပေါ်မှာနှောက်ယှက်မှုပြုတ်သူတနေ့ဟာရောအမှမသိဘူးဒါပေမဲ့ဒီလူပေါ်မှာလုတ်ထွက်ကောင်းနေတယ်အားခက်နေဆိုကိုကသဘောကျတာလေးလေးလေးစားတယ်သူတို့ဆိုလည်းဒီထဲမှာပါပါအလုတ်အမတက်ပို့ပြီးတော့ကောင်းတယ်ပျော်တဲ့အရင်ချင်းတွေအများကြီးလည်းအမြင်နဲ့ဟိုကပင်ယူရပါတယ်ကိုလို့စီရဆိုလို့ရှိရင်ဒီကောင်းပေါ်မှာပြင်ဆင်တာပဲဖြစ်ဖြစ်တခြားကိုထက်ဟိုတော်ရတဲ့ဒီတပင်ပဲပတ်ပဲဖြစ်ဖြစ်ကိုကကိုထက်ပို့ပြီးတော့ ခဏပေါင်းကိုပို့တော်တဲ့ဘိုင်းမျိုးရှိတချင်းဆိုတာဒီ performance လောက်တာလည်းဖြစ်ဖြစ်အဲ့ဒါရင်ဆိုလို့ရှိရင်ကိုပြန်မျိုးဟိုသင်ယူရတာပေါ့နော်ဒီသင်စရာလေးရမှာပါမန္တာကိုကိုလေးစားတဲ့သူရဲ့စတုတန်ပို့ပြတဲ့မျိုးရှိပါတယ်ကျွန်တော်တို့ကဒီအနုပညာရှင်စောစောလေးလေးနဲ့ကျွန်တော်တို့ကစတင်ကြိုက်ကူရမှာဖြစ်ပါတယ်အဲ့တော့ဒါ2026ထဲမှာတော့ present ရဲ့အရှိကိုကျွန်တော်တို့ဖြောပြန်တည်ဆက်နိုင်အောင်ထုတ်လွှင့်ပြသနိုင်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်အဲ့တော့ ခေါင်းကြီးပြန်လာပြီဆိုတော့ season 2ကိုလည်းစောင့်မြည်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်မြန်ပိုင်းဘယ်နှပိုင်းပိုင်း20ပြ။ဦးရိုင်းအရင်ကြီးနေမှာအဲ့တော့ဒီကတော့ဟာတည်ပြီးသားပါအဲ့တော့ဒီ season 2လေးကိုလည်းစောင့်ကြည့်ပေးပါလို့ပြောချင်ပါရှင်။